မင်္ဂလာပါရှင်။ဇွန်လ၄ရက်ဗုဒ္ဓဟူးနေ့ရွှေရံကုန်ရဲ့ထူးခြားပြင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့အစိုးရချမ်းချမ်းကခိုင်းစင်နေတဲ့ PDF ထောက်ဖို့နှစ်ဦးဖမ်းမိတဲ့သတင်း၂၀25ခုနှစ်ဧပြီလ23ရက်ကအကြမ်းဖက်ထောက်ဖို့များဖြစ်ကြတဲ့မန္တလေးတိုင်းဒေသကြီးချမ်းအီတာဆန်မြို့နယ်အောင်နှင်းရိပ်သာအရှိရက်ွယ်82လမ်း82လမ်းကြား33လမ်းနေ treasure နှင်း online shop လုပ်ငန်းလုပ်ကိုင်းသူဖြူဖြူနှင်းအား၎င်း မေလ၈ရက်ကရန်ကုန်တိုင်းဒေသကြီးတကုံမြို့သစ်တောင်ပိုင်းမြို့နယ်54ရက်ကွယ်ချယ်ရီတက်လန်းနှင့်ရွှေတပြေလန်းတောင်အမှတ်3ကနေဖုံးမြင့်အောင်အား၎င်းအတီးတီးဖန်ဆီးရမိကြောင်းသိရပါဗျ။ ဖန်ဆီးရမိတရားခဏ်များအားစစ်စစ်ဖော်ထုတ်ချက်များအရာ၎င်းတို့နှစ်ဦးဟာရှာသတကြီးပုံမှန်905ကဖြင့်အမှုဖွင့်လက်ခံထားရသူများဖြစ်ပြီးပြည်ပသို့ထွက်ပြေးတင်ဆောင်လျက်ရှိတဲ့ချမ်းမြငိန်ခုံအစိုးရချမ်းချမ်းရဲ့ခိုင်းစီချက်အရာ၎င်းပြည်ပမှာတရားမဝင်တင်ပို့တဲ့နိုင်ငံသားဖြစ်ပစ္စည်းများအားအခကြေးငွေဖြင့်ထက်ဆင့်ဖြန့်ဝေရောင်းချခြင်းငွေကြေးကောက်ခံပေးခြင်းနဲ့ချမ်းမြငိန်ခုံချမ်းချမ်းပေးပို့စီလိုသောအကြမ်းဖက်အဖွဲ့အစည်းများအားငွေကြေးထောက်ပံ့ပေးခြင်းများဆောင်ရွက်သူများဖြစ်ကြောင်းသိရှိရပါ ပါရရှင်။ဆလတ်တင်ဆက်မဲ့တဲ့ငါတော့မင်းပြနဲ့တောင်ကုန်မြို့နယ်တွေမှာရေကြီးနေပေမဲ့ကုညီမဲ့သူမရှိဘူးလို့ဆိုတဲ့တဲ့။ရခိုင်ပြည်နယ်မင်းပြမြို့နယ်နဲ့တောင်ကုန်းမြို့နယ်တွေမှာရခုရပိုင်းအတွင်းမိုးသည်ထန်စွာရွာသွန်းရွာကနေတောင်ကျရေတွေများပြီးရေကြီးနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ ဇွန်လ၂ရက်နေ့မှာဆိုရင်မြင်းပြမြို့ပေါ်နဲ့အဲ့ဒီမြို့နယ်တွေကကြေရွာအချို့အပြင်တောင်ကုန်းမြို့နယ်မြို့ပေါ်ရပ်ကွက်တွေနဲ့ရွာတချို့မှာရေနေမြုံနေကြတာလို့ဆိုပါတယ်။အလားတူပဲကလတန်မြေကြီးမြစ်တက်လာမှုကြောင့်ကြောက်တော်မြို့နယ်တွေကကြေရွာတွေမှာလည်းရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေပြီးကုညီကယ်ဆယ်မဲ့သူမရှိလို့ပြည်သူတွေအခက်အခဲကြုံတွေ့နေရတယ်လို့သိရပါတယ်။မင်းပြတောင်ကုန်းနဲ့ကြောက်တော်မြို့နယ်တွေကအေးအေးထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တယ်လို့လည်းသိရပါရဲ့ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့လာရှိုမျိုးရင်း2025-2026ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်တဲ့သတင်းရှမ်းပြည်နယ်မြောက်ပိုင်းရှိလာရှိုမြို့တွင်2025-2026ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းများကိုဇွန်လ၂ရက်နေ့ကတရားဝင်စတင်ဖွင့်လျက်ကျောင်းတက်ရောက်သူကျောင်းသားကျောင်းသူဦးရေ2000နီးပါးရှိကြောင်းသိရပါသည်။လာရှိုမြို့တွင်အခြေခံပညာအထက်တန်းကျောင်း14ကျောင်းအလယ်တန်းကျောင်း 20မူလာတန်းအဆင့်၄ကျောင်းနဲ့ဘုံတော်ကြီးတင်ပညာရေးကျောင်း၄ကျောင်းစုစုပေါင်း52ကျောင်းရှိပြီးပညာသင်ကြားရေးလှုပ်ရှားမှုများကို ပြန်လည်စတင်နေပြီဖြစ်ကြောင်းနဲ့ကျောင်းသားကျောင်းသူ13500ဦးအနှံ့ပြီးဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်ထမန်တင်ဆက်မဲ့တဲ့ရင်ကတော့ဟာခါတီးတိန်နဲ့ခိုင်ကန်းမျိုးတို့တွင် အခြေခံပညာအကြောင်းများစတင်ဖွင့်လှစ်ပြီးတက်ရောက်သူများပြားတဲ့တဲ့ရင် ချင်းပြည်နယ်ဟာခါတီးတိန်နယ်ခိုင်ကမ်းမြို့တွင်အခြေခံပညာကျောင်းများကိုစွန်လာနေရနေတွင်ဖွင့်လျောက်တက်ရောက်တဲ့ကျောင်းသားကျောင်းသူများပြလာကြောင်းဒေသခံများထံမှသိရပါရယ်ဟာခါမြို့အမှတ်၁အမှတ်၂အမှတ်၃အမှတ်၄အခြေခံပညာထက်တန်းကျောင်းများနဲ့ကိုပိုင်းထက်တန်းကျောင်းများတွင်ရခိုင်နှစ်ထက်တက်ရောက်တဲ့ကျောင်းသားကျောင်းသူများပုံမှန်များပြလာကြောင်းသိရပါရယ်ဒါအပြင်တီးတိန်မြို့နယ်ရှိအမှတ်၁အခြေခံပညာထက်တန်းကျောင်းတီးတိန်နယ်အခြေခံပညာထက်တန်းကျောင်းခိုင်ကမ်းကျောင်းတို့ကိုလည်းစွန်လာနေရ ရက်တွင်စတင်ဖွင့်လှစ်ပြီးတရောက်ကြသူကျောင်းသားကျောင်းသူများပြားကြောင့်နဲ့တမရော်တပ်ဖွဲ့များမှလွှင့်ဆိုရေးဆောင်ရွက်ပေးထားကြောင်းသိရပါရရှင်ကျမတို့ရှင်ကုံမီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။